ရှမ်းပြည်နယ်ရှေ့ပိုင်းမိုင်ရောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာနခန်းမ၌ရှင်းနေနေပိုင်းက MSME နှင့်ပတ်သက်ပြီးအသိပညာပေးတောက်ရှိုးကိုကျင်းပပြုလုပ်ရာမြို့နယ်ဦးစီးမှုဦးဆိုင်အောင်စော်လင်းနှင့်ရုတ်တန့်ကျွမ်းကျင်သုံးဒေါ်နန်းစီဖောင်တို့ကယခုလိုဆွေးနွေးခဲ့ကြပါရရှင်မင်္ဂလာပါဆရာဟုတ်ကဲ့မင်္ဂလာပါโอเคဒီကနေ့ဆွေးနွေးမယ့်အကြောင်းအရာကိုဆရာကပြောပြပေးပါအောင်ရှင် MSME နဲ့ပတ်သက်တဲ့အသိပညာပေး တော့ဆိုးဖြစ်ပါတယ်ဆိုနိုမဲ့ကောင်းစင်ရတော့ငငစီဘဝမြင့်တင်ရေး MSME လုပ်ငန်းများအပေးဆိုတဲ့အကြောင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါကမ္ဘာပေါ်ရှိဖွံ့ဖြိုးတိုးတက်လာတော့နိုင်ငံများ၏ဖြစ်စဉ်ကိုကြည့်ရင် နိုင်ငံအသွင်းရှိ အသေးစားအငယ်စားနှင့်အလတ်စား MSME လုပ်ငန်းများသည်အခြေခံကြသည့်သုံးနာများဖြစ်ကြောင်းတွေ့ရပါတယ်ရှင် MSME လုပ်ငန်းများသည်စီးပွားရေးကိုနိုင်ငံအနှံ့သို့သက်စေပြီးပြည်သူများ၏လူမှုစီးပွားဘဝများကို မြင့်တင်နိုင်ကအလုတ်အကိုင်ခွင့်လမ်းများပေါ်များစေလံစည်ရင်တော်ဘာမှုကိုရှင်းချပေးနိုင်ပြီးအပြင်နိုင်ငံစည်းပွားကိုမြင့်တင်ပေးနိုင်ပါရရှင်အစိုက်ပြုံးမွေးမြူရေးထွက်ကုန်များကိုအခြေခံသည့် MSME လုပ်ငန်းများမှာအစောပိုင်းကတည်းကပေါ်ထွန်းခဲ့တော်လဲနိုင်ငံတော်အနေဖြင့်2021ခုနှစ်ခါမှစပြီးအားပေးဆောင်ရွက်ခဲ့ရာ ယခုအခါတွင်အတိုင်းအတာတစ်ခုထိလုပ်ငန်းများလဲပါကအောင်မြင်မှုများရရှိနေတာကိုတွေ့မြင်နိုင်ပါရရှင် နိုင်ငံတကာမှာ MSME လုပ်ငန်းများကိုအားပေးမြင့်တင်ဆောင်ရွက်လက်ရှိသလိုမြန်မာနိုင်ငံတွင်လည်းအားပေးမြင့်တင်ဆောင်ရွက်လက်ရှိကြောင်းတွေ့ရပါတယ်ရှင် MSME လုပ်ငန်းများဒီနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကကြပြီး ပုံစံမျိုးမျိုးတို့စီးပွားရေးစနစ်များတွင် အခြေခံအကျဆုံးစီးပွားရေးလုပ်ငန်းစုလည်းဖြစ်ပါတယ်ရှင်။ဒီကဆက်လက်ဆွေးနွေးပေးပါဦးရှင်။ ဟုတ်ကဲ့ပြည်ပတွင်းကစာထုတ်ရန်ဒွန်းစီပွားရေးကိုအပြည့်ရည်သွေးပြည့်မြည်တဲ့ထုတ်ကုန်ပစ္စည်းများထုတ်လို့ပြည်ပတို့တင်ဖို့ခါငွေချောင်းငွေစပွေပြည့်နေရန်စာတဲ့ရချက်များဖြင့် MSME လုပ်ငန်းတွေကိုအပြည့်ဆောင်ရွက်နေခြင်းဖြစ်ပါတယ် MSME လုပ်ငန်းများဆောင်ရွက်ရမှာကုန်ချများရရှိရာရည်ကြီးတဲ့ချက်ဖြစ်တဲ့အတွက်ဒေတာလိုက်ထွက်ရှိတဲ့ထုတ်ကုန်ပစ္စည်းတွေကိုအခြေခံတဲ့ MSME လုပ်ငန်းများဥစားပေးဆောင်ရွက်ခြင်းဖြစ်ပါတယ် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပါကစီးပွားရေးတင်ကြေးရေးကိုထင်ဆောင်ပေးနိုင်စွမ်းရှိပါတယ်။ MSME လုပ်ငန်းများမှတစ်ဆင့်နိုင်ငံအတွင်းငွေချေးစီးဆင်းလက်ပတ်မှုကိုစဉ်ဆက်မပြတ်ဖြစ်ပေါ်စေပြီးတော့နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုရဲ့အညွန့်ကိန်းတစ်ခုဖြစ်တဲ့ပြည်တွင်းအတည်ငြိမ်ထုတ်လုပ်မှု GDP ကိုတိုးတက်မြင့်မားလာစေပါတယ်။နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ပြည်သူများရဲ့လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရေးဆောင်ရွက်ရမှာ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဟာအဓိကမောင်းနှင်အားဖြစ်တဲ့အတွက်နိုင်ငံစီးပွားမြင့်တင်ရေးအတွက် MSME လုံငန်းများနိုင်ငံတကာနဲ့တန်းတူဖွံ့ဖြိုးတိုးတက်လာစေရန်ဝိုင်းဝန်းမြင့်တင်အားပေးချမှာဖြစ်တယ်လို့ဆွေးနွေးလိုက်ရပါတယ်။ကျွန်မကတော့စီပေါင်းပါရှင်